ော့အိမ်မက်ပေးတာလေးမျိုးတော့ရှိတာပေါ့အဲ့လိုမျိုးလေးလေဒီလာတယ်အမရှိလို့လာတယ်အမကိုအဆင်ပြေလားမောင်လေးရောပျော်လားသူသူမပျော်ဘူးလို့တော့ပြောတယ်သူဒီဘက်အရင်ဘဝမှာပဲသူပျော်ပုံရတယ်လေတခါတလေအကိုကိုအဲ့လိုမျိုးဟိုတတိရတဲ့ခါဒီပိုင်းမျိုးဆိုရင်ကိုဘေးနာရောက်နေတယ်လို့ဘာလို့မျိုးအဲ့လိုမျိုးပြီးတော့ထင်မိတယ်အဲ့လိုမျိုးအဲ့ ဟိုအကူကငါ့ကိုဖုံးမြလာဆက်မလာဘောနော်ဟိုသူအဲ့လိုပဲလေအပြင်ရောက်နေလို့ရှင်နှမ်းနှမ်းပြီးဖုံးဆက်တယ်ဟဲ့ညီမလေးငါပြန်လာနေပြီနေဘယ်မှာလဲပေါ့အဲဘာဝယ်ထားပေါ့ငါဖာစားချင်တယ်ပေါ့အဲ့လိုမျိုးဆိုဩငါ့ကိုမြငါ့ကိုဖုံးဆက်မလာပါလားဆိုပြီးတော့တခါတလေတော့သူ့ဖုံးနံပါတ်ကိုခုတည်းတည်းမဖြတ်ပြစ်ဘူးမာကိုချစ်ပူကကိုချစ်ပူရဲ့အမအကြီးဆုံးဒေါခင်ခင်ချောပါဟုတ်ကိုချစ်ပူရဲ့ညီမအငယ်ခိုင်မာဝင်းပါ တနှစ်တာပြည့်သွားတယ်ကိုကြီးချစ်ဖို့ကိုအငြင်းတတိရနေပါတယ်အာသူကြိုက်တတ်တဲ့ဟင်းလေးတွေအဲ့လိုချက်တဲ့အခါကျရင်လည်းသူတတိရပြတဲ့နောက်ပြီးဖျားရှိကိုတဲ့အခါတောက်တော်ကြီးလဲတဲ့အခါဆုံးတော့ကတဲ့အခါမှာပေါ့နော်အဲ့လိုကြိုက်နေအမြတ်တမ်းအငြင်းတဝေဖြစ်ပါတယ်တရရမမမေ့ပါဘူးကိုမောင်လေးကလည်းတရရမမမေ့ပါဘူးလို့သူအငြင်းတတိရနေပါတယ်သူသူရောက်နေတဲ့ဘဝမှာလည်းသူအေးအေးချမ်းချမ်းလေးနဲ့နေနိုင်မှာပါ မောင်လေးကတော့အိမ်မက်ပေးတာလေးမျိုးတော့ရှိတာပေါ့အဲ့လိုမျိုးလေးလေဒီလာတယ်အမရှိလို့လာတယ်အမကိုအဆင်ပြေလားမောင်လေးရောပျော်လားသူမပျော်ဘူးလို့တော့ပြောတယ်သူဒီဘက်အရင်ဘဝမှာပဲသူပျော်ပုံရတယ်လေအရှိပြီးခဲ့တဲ့ဘဝမှာအဲ့လိုလေးတော့ပြောတယ်ခဏခဏအိမ်မက်မက်ပါတယ်မောင်လေးညီမလေးကတော့အကိုကအိမ်မက်လာမပေးဘူးဒါပေမဲ့ဟိုငငယ်တော့ကပေါ့နော်မောင်နှမလေးအတူစော့ကစားတာတွေဘာတွေတော့ပြန်ပြန်သတိရပြီးတော့အိမ်မက် ပြန်မတက်မျိုးတော့ရှိတခါတလေအကိုအဲ့လိုမျိုးဟိုတတိရတဲ့ခိုင်ပန်းမျိုးဆိုရင်ကိုဘေးနားရောက်နေတယ်လို့ဘာလို့မျိုးအဲ့လိုမျိုးပြီးတော့ထင်မိတယ်အဲ့လိုမျိုးအဲဟိုအကိုကငါ့ကိုဖုံးမြလာဆက်မလာပေါ့နော်ဟိုသူကအဲ့လိုပဲလေအပြင်ရောက်နေလို့ရှင်နှမ်းနှမ်းပြီးဖုံးဆက်တယ်ဟဲ့ညီမလေးငါပြန်လာနေပြီနေဘယ်မှာလဲပေါ့အဲဘာဝယ်ထားပေါ့ငါဖာစားချင်တယ်ပေါ့အဲ့လိုမျိုးဆိုအော်ငါ့ကိုမြငါ့ကိုဖုံးဆက်မလာပါလားဆိုပြီးတော့တခါတလေတော့သူ့ဖုန်းနံပါတ်ကိုခုတည်းတည်းမဖြတ်ပြစ်ဘူးညီမသူ့ဖုန်းနံပါတ်ကလေးကိုသိမ်းထားတယ် သူ့ကိုလေတတိရတယ်အဲ့လိုမျိုးဖျားရှိကိုအညာတန်းဝေတယ်အလှသွားမယ်ပါညာဆိုရင်သူပို့ပြီးအိမ်မက်ပေးတယ်အဲ့လိုမျိုးလေနောက်တော့အန်ဒီတို့ရက်ွက်မှာလဲဟိုလာလှကြတယ်လေနာအေးတီတာတို့ပါလို့ဆိုအဲ့လိုမျိုးရုပ်ရှင်ဖွယ်တွေကလူတွေရောအဲ့လိုမျိုးတွေ့ရင်လဲသူ့ကိုတတိရတယ်နောက်ပြီးတော့အခုကထိန်ရက်တွေဆိုတချင်းတွေပါတွေဆိုကြတယ်လဲတတိရအမားတို့နဲ့နေတယ်ဒီကဲအမှုပညာလောကမှာသူပို့ပြီးပျော်ပုံရတယ်လေအခုတိုက်သေးတို့ပါလို့လို့ရောက်တော့ သူမပြောဘူးဆိုတော့စိတ်တော်မကောင်းဘူးပေါ့သူပြန်တော့လာမယ်တဲ့ပြောတယ်သူအတိုင်းဝိုင်းနေရတရားတော့ကိုတော့သူပြန်ဝင်သားမယ်လို့ထင်တာခုခုချက်ချာတော့ဒီနေ့တော့ဟိုအမဖြစ်ဘူးအန်တီကတော့သူ့ကိုပေါ့ရောက်တဲ့နေရာနေပြီးတော့ဟိုအလူသွားလုံးမယ်အောင်လေးပေါ့ခါတိုင်းလိုပဲလာလဲလို့ဟိုရက်လေတော့အလိုမျိုးတော့အန်တီထိတ်ခဲတာမျိုးတော့ရှိတယ်ပေါ့ညကြရင်တော့အိမ်မက်မက်မလားမသိဘူးဘယ်လိုကိုကတော့သူကလေဟို ပရဟိတတွေဘာကြီးလောက်တာသူကဝါသနာပါတယ်အဲ့လိုမျိုးမိဘမဲ့ခလေးเจ้าတွေဘာကြီးမှာသွားပြီးတော့သူတချင်းသွားဆိုရာမျိုးတို့ခလေးတို့ပြောင်းအောင်လုပ်ပေးတာမျိုးတို့ရှိတယ်အဲ့လိုမျိုးတွေကြတော့ဟိုကိုလည်းအဲ့ဒါအကိုအတွက်ရည်စူးပြီးပရဟိတလေးလုပ်ပေးခြင်းလေပေါ့ဟုတ်ပရိသတ်ထဲရတော့မရှိမဲ့သူ့ရဲ့အတူတူလက်တွဲပြီးလုပ်ခဲ့တဲ့ဘောနော်ညီကိုမောင်နှမတွေကိုရဲလေးတို့ဘာတို့ပေါ့အဲ့ဒါတွေကတော့အဲ့လိုမျိုးချစ်ပူရိုးသတိရကြောင်းနေပါလေသူတို့ Facebook တွေဘာမှတင်တာတွေ့တွေ့ပါလေဟုတ်ကဲ့ အကိုနဲ့အဲ့လိုမျိုးပေါ့ခီးတွေပါတွေသွားခဲ့ဘူးတွေပါတွေပြန်ပြီးတတိယတယ်အဲ့ချိန်ညာရင်သူ့ကိုတတိယဖြစ်တယ်ရောက်တဲ့ဘဝမှာလည်းအေးအေးချမ်းချမ်းလေးနဲ့ပျော်ပျော်ရွှင်ရွှင်လေးနဲ့ခုဖြစ်ချင်းနဲ့ဘဝနဲ့ဆန္ဒနဲ့တစ်ခါတည်းနောက်ဘဝဆက်တိုင်းဖြစ်ပါသေးဟုတ်ဒီမိသားစုနဲ့လည်းသူ့ကိုပြန်ဆုံတင်တယ်လေအဲ့လိုမျိုးဒီမှာလေးလည်းဆူတောင်းပေးပါတယ်ကိုကြီးချစ်ပူကိုအခုရောက်နေတဲ့ဘဝမှာလည်းအေးအေးချမ်းပျော်ရွှင်ရွှင်လေးနဲ့ဖြစ်ပြီးတော့ ဟိုသူဖြည့်ချင်တဲ့ဆန္ဒလေးတွေပြည့်ပါစီပေါ့အခုမြန်မာလေးတို့ပြုလုပ်မဲ့တနှစ်ပြည့်ကုသိုလ်လည်းသူ့ကိုတေးချာချာအမျှပေးဝေးမှာပါအဲ့ကြိုင်လည်းသူတာရုခေါ်ဆိုနိုင်ပြီးတော့ကောင်းရမွန်ရာတွေပို့ပြီးတော့ရောက်ပါစီလို့ဆုတောင်းပါတယ်ဟိုလာအောင်မလားတော့အဒီကတော့ဟိုမျောလင့်တာပေါ့ဒါပေမဲ့သူလာမလားမလာလားတော့လည်းမသိတော့ဘူးကျတန်ရောက်နေတော့အမြဲရှိပါသေးတယ်မိသားစုပေါ်မှာရောသူ့လူပညာမောင်နှမတွေပေါ်မှာရောလေသူ့ကိုအမြဲတမ်းသတိရတယ်သူ့ ရက်ွက်ထဲမှာဆိုသူအန်တီနဲ့ခဏပဲလာနေလိုက်တာလေရှစ်လလောက်အဲ့ဒါမျိုးသူ့ကိုသူ့ချစ်တဲ့ကလေးတွေကိုဒီဒီနေ့ပဲဝါမှာလဲဥခုဆုံးသွားတာလေတနည်းပြပြီးဩကလေးလေးတွေကသာသူ့ကိုဝိုင်းချကြရလေသူတို့လည်းအဲ့လိုမျိုးတယ်ဆိုတော့သူ့လည်းအမြဲတရိယာနေတာဟုတ်ပါတယ်တနည်းပြတယ်ဆိုပေမဲ့လည်းအကိုမနေ့တနည်းရလို့ပဲအဲ့လိုမျိုးဟိုကိုရှိရထွက်သွားတယ်လို့ပဲတရိယာနေတယ်အမြဲတမ်းပေါ့နော်အာ ကိုအခုပြုတ်လုံးမဲ့ကာမကုတ္တူလည်းသူ့ကိုတကယ်ထတ်ထူထမ်းမြတ်ရစေချင်ပါတယ်။သူကလေဖះရှိခွင်းရင်လည်းသူရဲသဘောကြတယ်မနှက်ဖက်သူလေ။ဟိုသူနိုးသွားမှဆိုလို့သူပွဲတွေပါရေးသွားလို့ဆိုရင်အန်ဒီကတူတူပဲယူမမအကျဲယူအကျဲယူအဲ့ဒါမှအဲ့လိုကောင်းတာပေါ့။သူအလိုမျိုးလေးတွေသဘောကြတယ်ကြိုက်တယ်။အဲသူရတန်းလာဆိုလည်းသူကိုယ်တိုင်ထွက်လူတယ်ရဲကွက်ထမ်းမှလေ။အလိုလေးရှိတယ်။သူတဲ့နောက်နှစ်နှစ်လောက်ကြိုးစားအောင်မှတဲ့ရဲကွက်ထဲကမိဘမယ်လေးတွေကိုသူဟိုပေါ့ကိုရင်လေးတွေစီးပေးခြင်းနဲ့ အဲအဲ့ကြရင်အိမ်နာလူတွေနဲ့သူ့လိုပေါင်းပြီးတော့လုပ်မယ်ပေါ့တချင်းတွေပါလေစိုးမယ်သူ့ချီရတွေကိုသူဖိတ်ပြီးတော့ပေါ့အဲ့လိုမျိုးတွေပြောထားတာလေးတွေတော့သူရှိတယ်အကိုဖြစ်စီခြင်းနဲ့အကိုလှူခြင်းနဲ့ဆန္ဒလေးတွေကိုလည်းဖြည့်ဆည်းပေးခြင်းပါတယ်အဲ့တွေလည်းညီမတွေကြိုးစားပါတယ်ဟုတ်ပန်ဝင်းခြင်းအားဆိုရင်သူ့တော့ခလီးတွေပို့ချစ်တယ်ဘာလို့ဆိုတော့ तू อ่ะအဲ့လိုမျိုးဟိုတချင်းဆိုပြီးတာတို့ရိုက်ကွင်းอ่ะပြင်လာဆိုရင်လမ်းမှာတွေ့တဲ့ကလေးတွေအဲ့လိုမျိုးဟိုမဖိုးတွေပေးတာအဲ့တော့ ခလေးတွေတပြုံသူ့နောက်ကလိုက်တာပေါ့နော်အာဦးလေးချစ်ပူဦးလေးချစ်ပူဆိုပြီးလိုက်တာအာအဲ့အဲ့ဒီအမှတ်တရလေးတွေတော့ရှိတယ်အဲ့ခလေးလေးတွေတွေးလို့ရှိလို့ရှိရင်ဩသူချစ်တဲ့ခလေးလေးတွေပေါ့နော်အဲ့ခလေးလေးတွေကလည်းသူ့ကိုရင်ထဲမှာအမြင်နဲ့ရှိတယ်မေးတယ်အာဦးလေးပူဦးလေးပူနဲ့အဲ့လိုမျိုးသတိတရနဲ့သူ့လိုလည်းမေးကြပါတယ်ခလေးလေးတွေကလည်းဟုတ်မြန်မာစတာပစာ